အင်ဒိုနီးရှားနိုင်ငံမှာနာမည်ကျော်ကြားတဲ့တရေမာကြီးတစ်ပုံရှိတယ်။အဲ့ဒီတရေမာကြီးကမိဘတွေရဲ့လူလူရှုထားခြင်းခံရတဲ့ကလေးတွေယူဆိုင်မခံရတဲ့ကလေးတွေကိုပြစ်မှတ်ထားလို့ရှိတယ်။အဲ့ဒီတရေမာကြီးရဲ့နာမည်ကဝီဝီဂွန်ဘယ်လို့ခေါ်ပါတယ်။ဒီဇလန်ကမာနီသက်စတိုရီအော့ဖ်ဝီဝီဂွန်ဘယ်ရဲ့အဆက်မဟုတ်ပေမဲ့တရေမာကြီးဝီဝီဂွန်ဘယ်အကြောင်းကိုမတူညီတဲ့ရှုထောင့်ကနေရိုက်ကူးတင်ဆက်ထားခြင်းဖြစ်လို့ဝီဝီဂွန်ဘယ်2လို့မှတ်ယူလို့ရပါတယ်ခင်ဗျာ။ယခုဗီဒီယိုကအစ်စ်ဖြစ်ပြီး ကွေး channel မှာတစ်ချိန်တစ်ခါမှတင်ထားခဲ့ပူခြင်းမရှိဘူးပြီးမှလည်းရေးသီး channel ခွဲမှာမရှိပါဘူးဒါကတော့တင်ပြီးသားဇလန်ကြီးတက်တင်လာလားဆိုတဲ့မေးခွန်းတွေအတွက်ကွေးရဲ့အဖြေပါပဲဝီဝီကွန်ပယ်အကြောင်းလေးစားကြမယ်စာရီရိုမီကင်ဟာအလုတ်ရမ်းများတဲ့ single mother တစ်ယောက်ဖြစ်ပြီးဒီနေ့မှလည်း ဟင်းချက်နေတာတောင်မှအလုတ်ကိစ္စဖုံးပြောနေရတာမို့တမီးငယ်လေးကိုအချိန်မပေးနိုင်ပဲအမေအလုတ်ရမ်းများနေတာမို့တမီးရဲ့အကူနဲ့သွားဆော့လိုက်လို့ပြောလိုက်ပါတယ်တမီးလေးရဲ့နာမည်ကစာရီလို့ခေါ်ပြီးသူလေးရဲ့အကူကရာမန်လို့ခေါ်ပါတယ်စာရီကအကူဖြစ်သူရဲ့အခန်းတကားကိုသွားခေါက်တော့တကားကကြက်ချမထားပဲပွင့်သွားတာမို့အခန်းထဲဝင်သွားလိုက်ပါတယ်အခန်းထဲအရောက်မှာအကူဖြစ်သူကိုမတွေ့တာမို့အခန်းတစ်လျှောက်ကြည့်ကြည့်တော့အခန်းတော့မှာတစုံတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ် စာရီလဲမဝင်မရဲနဲ့အနာတို့ကြည့်တော့အဲ့ဒီအရာကမလုံမရက်နဲ့ရှိနေတာမို့အနောက်ကိုဖြည်းဖြည်းချင်းပြန်ဆုတ်ကနိုင်ရန်ဘိုးကမိခလုတ်ကိုဖွင့်လိုက်ပါတယ်အဲ့ဒီအခါမှာခေါင်းစုအင်ကြီးတစ်ထည့်ဖြစ်နေမှန်းသိလိုက်ရကစိတ်အေးသွားမယ်ကြံတော့ရာမန်ရောက်လာတော့လန့်သွားပါတယ်အဲ့ဒီနောက်မှာစာရီကသူ့မှာကစားဖို့လူလူနေလို့ပါအဖေမကစားခြင်းနဲ့ဆိုအကုတ်ကိုခေါ်သွားလို့အမေကပြောတယ်ဆိုတော့ရာမန်ကဂိမ်းပြိုင်ပွဲအတွက်ပြင်ဆင်နေတာမို့သူလည်းမအားသေးကြောင်းအဲ့ဒါကြောင့်အမေနဲ့သွားကစားဖို့ပြောလိုက်ပြန်ပါတယ် ဲ့ဒီအချိန်မိခင်ဖြစ်သူကလည်းစာရီလေးနဲ့သွားကစားဖို့အော်ပြောလိုက်တော့စာရီလေးရဲ့မျက်နှာဟာပြုံးရွှင်သွားပါတော့တယ်။ရာမန်ကတော့စိတ်ပြတ်သွားပြီးမိခင်ဖြစ်သူစီသွားကသူကလူကြီးဖြစ်နေပြီမို့ကလေးနဲ့မကစားခိုင်းမှနဲ့မကြာခင်မှာအဖေရဲ့နေရာကိုတားယူရတော့မှလို့ပြောလိုက်တော့မိခင်ကမင်းရဲ့အဖေနေရာကိုလောလောဆယ်ငါယူထားတယ်လေ။အကြီးတယောက်ရဲ့တာဝန်ကိုမင်းမယူနိုင်ဘူးလားလို့ပြောလိုက်ပါတယ်။ အဲ့ဒီအခါသူတာဝန်ယူတယ်လေမိသားစုကိုသူဂယူးဆိုင်တယ်လေဆိုတော့သူတို့မောင်နှမနှစ်ယောက်ကိုဂယူးမဆိုင်တယ်လို့ဖြစ်နေတာကိုတွယ်ဝိုက်ပြီးပြောတယ်လို့ဖြစ်နေတာမို့မိခင်ကဝမ်းနည်းသွားပါတယ်ရာမန်လည်းစကားကြွန်သွားတယ်လို့ဖြစ်သွားတာမို့နှုတ်ဆက်နေလိုက်ပြီးနောက်ဆုံးမှာတော့သူကပဲအလျှော့ပေးကမိခင်ရဲ့စကားကိုနားထောင်လိုက်ပါတော့တယ်စာရီလေးကတော့သူမနဲ့မကစားချင်လို့အကိုနဲ့အမေတယောက်နဲ့တယောက်ဗိုလ်လီဘောပုံနေကြတဲ့စကားသံတွေကိုအပြင်ကနေကြားနေရတော့ စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ရာမန်ကစာရီလေးကိုပန်းချန်နဲ့ခေါ်သွားပြီးအဝေးကြီးသွားပြီးရှောက်မစော့ကြဘူးမလိုက်ကတငယ်ချင်းနှစ်ယောက်နဲ့အတူဂိမ်းဆော့ရင်စောင့်နေလိုက်ပါတယ်။စာရီလေးကသွားမစော့သေးပဲပေးကက်ကက်လုံနေတာမို့နင်းသွားမစော့သေးဘူးလားလို့မေးတော့စာရီလေးကပြုံးပြုံးရွှင်ရွှင်နဲ့ရာမန်ကိုပတ်လိုက်ကတမီးကိုဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောပြီးမှသူ့လေးနဲ့တတ်တူရွယ်တူကလေးတွေစီကိုထွက်သွားပါတော့တယ်။အဲဒီနောက်မှာရာမန်တို့ကဂိမ်းကစားကြဖို့ပြင်ဆင်ကြတယ်လို့ ။စာရီလေးတို့ကလည်းတူတူပုံလန်းကစားနေကြပါရဲ။ကလေးတစ်ယောက်ကတစ်ကနေတစ်ဆက်ထိရေရွတ်ပြီးတဲ့အခါပုံးနေချသူတွေကိုလိုက်ရှာကြပါတော့တယ်။ ပုံးနေသူ၃ယောက်ကလည်းသူတို့ကိုဖမ်းမမိအောင်တေချာပုံးနေကြပါတယ်။ဆော်ရီလေးကလည်းသူ့ကိုဖမ်းမမိအောင်ရာမန်နာသွားပုံတော့ရာမန်ကသူ့ကိန်းစော့နေတာမို့စိတ်မရှိပဲတငယ်ချင်းတွေနဲ့သွားဆော့ဖို့အော်ပြောလိုက်ကရာမန်တငယ်ချင်းမလေးကလည်းကိုယ့်ဟာကိုပုံးဖို့ချော့ပြောပြီးဂိန်းကိုသာတဲကြီးမဲကြီးဆက်စော့နေကြပါတော့တယ်။ဆော်ရီလေးလည်းဘာမှမပြောတော့ပဲထွက်သွားပါတော့တယ်။အဲ့ဒီအချိန်ပန်းညံဆောင်ရောက်လာပြီးကလေးတွေနေမဝင်ခင်စော့တာရက်တင်တယ်လို့သတိပေးကထွက်သွားပါတယ်။ဆော်ရီလေးကတော့ပုံးဖို့နေရာရှာရင် န်းချံတစ်ဖက်မှာရှိခဲ့လူမနေတဲ့အိမ်ပြက်ကြီးနားရောက်သွားတော့အဲ့ဒီအိမ်ကြီးတွေဝင်ပုန်းဖို့အကြံရသွားပါတယ်အဲ့ဒါနဲ့အိမ်ကြီးနားသွားပြီးတကားဖွင့်ကြည့်တော့တကားကအလွယ်တကူပွင့်သွားတာမို့အိမ်ထဲဝင်လိုက်ပါတယ်အိမ်ကြီးကအိုဟောင်းနေပြီးကိုချေတန်ကိုပြန်ချရတဲ့အထိတိတ်ဆိတ်နေပါတယ်စာရီလေးထမင်းစားခန်းနဲ့ရောက်တဲ့အချိန်အင်းရှိတကားကသူ့အလိုလိုပိတ်သွားပါတယ်အဲ့ဒီနောက်စာရီလေးကထမင်းစပွဲအောက်မှာဝင်ပုန်းနေချိန်တစ်ဖက်ခန်းကအတန်တက်တက်ကြားလိုက်ရတာမို့သွားကြည့်ပြီးအိမ်ထဲမှာလူရှိနေတဲ့အမှတ်နဲ့ ရှင်ကဒီအိမ်ရှင်လားဒီအိမ်မှာခဏနေခွင့်ပေးနော်တူတူပုံနဲ့ကစားနေလို့ပါလို့ခွင့်ပြုချက်တောင်းလိုက်ပါတယ်အဲ့ဒီအချိန်ကြီးတန်ကြားလိုက်ရလို့လက်ကြည့်တော့လေကားပေါ်မှာလူတယောက်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါနဲ့လေကားပေါ်တက်ပြီးဘာဖြစ်နေတာလဲလို့မေးလိုက်ပြီးအိမ်အိုကြီးတဲကနေစာရီရဲ့အော်တန်ထွက်ပေါ်လာပါတော့တယ်ဟုတ်ကဲ့ဒါကတော့ဝီဝီဂွန်ဘတ်2သို့မဟုတ် Hide and Seek ဆိုတဲ့အင်ဒိုနီးရှားတရက်က ဖြစ်ပါတယ်ဒီကားဟာတရက်ကစစ်စစ်ဖြစ်ပြီးဆက်လန်းဆက်အိမ်ကလည်း ထူးကောင်းမွန်တာမို့ပြိသက်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်ခမညာဇလန်လေးမစခင်လိုက်တစ်ချက်ကွန်မန့်တစ်ချောင်းစာရိုက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တခုခုမန်းခဲ့ပေးပါ subscribe မလို့ရသေးရင်လည်းလုပ်ခဲ့ကြပါဇလန်လေးဆက်ကြမယ်ရာမန်တို့ကတော့နေဆောင်နေပြီမို့အိမ်ပြန်ဖို့လှုပ်ကြပြီစာရီကိုလှမ်းခေါ်လိုက်ပါတယ်စာရီကပြန်မထူးပဲဘယ်ရောက်နေမှမသိတာနဲ့စာရီနဲ့အတူဆော့ခဲ့တဲ့အာဒီဆိုတဲ့ကောင်လေးကိုစာရီရောလို့မေးတော့သူလဲရှာနေတာနာယူဝက်လောက်ရှိပြီဆိုတဲ့အခါမှာ စိတ်ပူသွားပြီးပန်းချံအနှံ့လိုက်ရှာကြပါတော့တယ်ဒါပေမဲ့လည်းရှာလို့မတွေ့တဲ့အခါပန်းချံဘေးကအိမ်ပြက်ကြီးနားသွားကြည့်ကြရင်ရမတ်တငင်ချင်းကဒီမှာတော့ရှိလောက်မယ်မထင်ဘူးဒီအိမ်ကြီးကအကုန်ပိတ်ထားပြီးအသိမ်းခံထားရတာဆိုတော့လမ်းစာပျောက်သွားခဲ့ရပါတယ်စာရီလေးကတော့အိမ်ကြီးထဲမှာပဲရှိနေပြီးသူမသတိရလာတော့အိမ်ကြီးဟာတစ်လွင်နေပြီးမိမတယောက်ရောက်လာကဘိုက်စာနေတာလားကလေးလို့မေးလိုက်ပါတယ်စာရီလေးကတော့စိုးရတာပင်ပန်းနေပြီးဘိုက်စာနေပေမဲ့မစားဘဲနေတဲ့အခါ အဲ့ဒီမိမကတမိတငယ်ချင်းတွေလည်းစားနေတယ်လေဆိုတဲ့အခါသမင်းစပွဲမှာဘယ်အချိန်ကရောက်နေမှမသိတဲ့ကလေး၃ယောက်ကိုတွေးလိုက်ရပါတယ်။ဒါပေမဲ့စာရီလေးကတော့အစားအသောက်တွေကိုထိတော်မထိလေတော့ဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါသူ့အကူကလူစိမ်းတွေကြွေးတာကိုမစားဖို့မှားထားကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအခါမိမကြီးကလက်ကမ်းပေးလိုက်က သူ့နာမည်ကဝင်တာလို့ခေါ်ပါတယ်။အန်တီဝင်တာလို့ခေါ်လို့လည်းရကြောင်းမိတ်ဆက်တော့စာရီလေးကလည်းသူ့မနာမည်ကိုပြန်ပြောလိုက်ပါတယ်။ ဝင်နာကအန်နီတို့တယောက်ကိုတယောက်တီးသွားကြပြီဆိုတော့လူစိမ့်တွေမဟုတ်ကြတော့ဘူးဆိုကအစာအတောက်တွေကိုကျွေးလိုက်ပါတယ်။စာရီလေးလည်းကျင်နာရတဲ့ဝင်နာရဲ့အပြုံးတွေကြောင့်ယုံကြည်မှုရှိသွားပြီးအစာတောက်တွေကိုအာဘာရရစားလိုက်ပါတော့တယ်။ဝင်နာကလည်းဘေးကနေဒါမျိုးဟင်းနေနေတိုင်းချက်ကျွေးမယ်။ပြီးရင်နေတိုင်းအတူတူကစားပေးမယ်။ဒီမှာနေချင်လားလို့မေးတော့စာရီလေးကအလင်းအမြန်ပဲနေချင်ပါတယ်လို့ပြောလိုက်ပါတော့တယ်။ဒါပေမဲ့ဓာရီဟာဟန်ဆောင်ထားတဲ့အရာတွေဆိုတော့ကတော့နှွေးထွေးမှုမြစ်တာငတ်နေတဲ့စာရီလေးဟာမသိရှာပါဘူး။ ခမင်းစပွဲပေါ်ကစားစရာတွေရဲ့တယုံမှန်ကတော့အင်မတန်ယွန်းရှားပွဲကောင်းလာပါတယ်။ရာမန်တို့ကတော့မောင်းသည့်အထိစာရီလေးကိုလိုက်ရှာနေကြရင်မိခင်ဖြစ်သူကလည်းယူကျုံမရဖြစ်နေကတားဖြစ်သူကလည်းစကားမပြောတော့ပါဘူး။အဲ့ဒီအခါရာမန်ကမနေတတ်တော့ပဲတငယ်ချင်းတွေနဲ့ဂိမ်းစောနေပြီမဲ့သူ့ကိုစောင့်ကြည့်နေခဲတာပါလို့ပြောပြီမဲ့မင်းစောင့်ကြည့်နေတာဒါကိုပြောတာလားမင်းပြောတော့အဖေ့ရဲ့နေရာကိုယူမှာစို့တကယ်လို့စာရီသားတစ်ခုခုဖြစ်ခဲ့ရင်မင်းတာဝန်ပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းသူကိုယ်တိုင်တားနဲ့သမီးကိုပြစ်ထားတယ်လို့ဖြစ်နေတာကို ကို့မျက်ကြီးကိုမမြင်နိုင်ဖြစ်နေပြီးသူမရဲ့အရေးကြီးလာတဲ့အလုပ်ဖုံးကလည်းတစ်ချိန်လုံးလာနေတာမို့ရာမန်ကအမေအလုပ်ကိုသာအမေဆက်လုပ်လိုက်ပါစာရီကိုသူကယူဆက်လိုက်ပါမယ်ဆိုကထွက်သွားပါတယ်အဲ့ဒီအခါမိခင်ဖြစ်သူရောရာမန်မှာစိတ်ခံစားချက်ကိုစီနဲ့ဝမ်းနဲ့ပူဆွေးနေကြပါတော့တယ်စာရီလိုပဲအာရီဆိုတဲ့ကလေးဟာလည်းအလုပ်မအားလာတဲ့မိဘတွေကြောင့်ဂယူဆက်ခံရဖို့နေနေတတ်တာမိဘတွေနဲ့ထမင်းလက်ဆောင်တောင်မစားဖြစ်တာကြားခဲ့ပါပြီဒီနေ့မှလည်းစားတဆောင်ရေးထားတာ ငါတို့အိမ်ပြန်နောက်ကြမယ်ကို့ဟာကိုခူးဆလိုက်ပါတဲ့အဲ့ဒီညမှာပဲရာမန်ဟာအိပ်ပျော်နေတော့အဆက်မပြတ်ခောက်တဲ့တကားတန်ကြောင့်နိုးလာတော့အခန်းထဲကဘီယိုတကားကသူ့အလိုလိုပွင့်သွားတာမို့ကြောင်ကြည့်နေချင်းမှန်ပြတင်းတကားခောက်တန်ကြောင့်လှဲ့ကြည့်လိုက်တော့ဘသူလဲမသိသူ့ကိုကြည့်နေတာကိုတွေးလိုက်ရပြီညနေချက်ပေါ်မှာတယောက်ယောက်ပြေးသွားတဲ့အံမှာဆက်ချားလိုက်ရတော့ဘာတွေဖြစ်နေမလဲနားမလည်နိုင်ဖြစ်နေပါတယ်အဲ့ဒီအချိန်ပွင့်နေတဲ့ဘီယိုတွေကနေစာရီကပြေးထွက်လာက သူ့ကိုတွန်းပြီးအကမ်းပြင်ထွက်သွားပါလေရာမန်လည်းသူ့ညမအိမ်ပြန်ရောက်လာတော့ဝမ်းသာသွားပြီးစကားလိုက်ပြောနေပြီမဲ့စာရီကဘဲပြောက်သွားမှမသိတော့မို့မနှက်မှပြန်ဆောရအောင်အခုမိုးချုံနေပြီမို့အိပ်ရအောင်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်စာရီကထမင်းစားခန်းထဲမှာပြေးသွားပြန်ပါတယ်ရာမန်လည်းသွားကြည့်တော့ဘသူမှရှိမနေပဲဇပွဲကုံရင်အောက်ဘက်မှာစာရီရဲ့ခြေတော်ကိုတွေးရပြီးအပေါ်ဘက်မှာဘာမှမရှိတော့မို့သူများအမြင်မှားနေတာလားဆိုပြီးမျက်လုံးကိုပုတ်နေခြင်း စာရီကတပတ်ကိုထွက်သွားပြန်ပါတယ်ရာမန်လည်းစိတ်ကိုရှိရှိထားပြီးလိုက်ပြန်တော့ပြတင်းပေါက်လိုက်ကအောင်မှာပုံးနေတာကိုတွေးလိုက်ရတာမို့အဲ့ဒီကိုသွားတဲ့အခါစာရီရဲ့လက်ထဲမှာလည်းသွေးတွေပေးနေတာမို့ဖတ်ပြတာလဲလို့မင်းလိုက်ချင်မူမမန်နဲ့ပုံသဏ္ဍာန်ဖြစ်နေတဲ့စာရီကြောင့်လန့်သွားပါတယ်စာရီကသူ့ကိုကြည့်မပေးကြဘူးအမေအစ်စ်နဲ့နေရတာပြောရဲဆိုပြီးပျောက်ွယ်သွားပါတော့တယ်ရာမန်ကနားမလည်နိုင်တော့ပဲအခုချိန်မှာသူ့ညီမလေးဘာတွေဖြစ်နေပြီလဲဆိုတာမတွေးရတော့ပါဘူး ရာမန်ရဲ့တငယ်ချင်းမလေးရှိလာကအိယာဝင်ကန်ဒီကိုလက်တန့်စင်နေချင်းမိခင်ရဲ့ခေါ်တန်ကြားလိုက်ရတာမို့သူမမိခင်ရဲ့အခန်းထဲသွားကြည့်တော့သူမမိခင်ကကြောပေးနေက စကားမဟာရာမို့သူမတို့ရှိတယ်ရာမန်ညီမလေးပျောက်သွားလို့စိတ်ဆိုးနေတယ်ထင်ပြီးတောင်းပန်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရှိလာမိခင်ကအဲ့ဒီအိမ်ကြီးတွေကိုဘသူမှဝင်လို့မရဘူးအိမ်ကအလွတ်ကြီးလို့ထင်ရပေမဲ့တကယ်တော့အထဲမှာရှိတယ်လို့ပြောတော့ရှိလာကမရှင်းတာမို့ပြန်ပြေးလိုက်ချင်းအိမ်ပြန်မှာသူမဖခင်ပြန်ရောက်နေတဲ့ကြားရတော့ တကားသွားဖင့်ပေးလိုက်ပါတယ်အဲ့ဒီအခါဖခင်အနောက်မှာမိခင်ကိုပါတွေ့လိုက်ရပါတယ်ရှီလာလည်းအံ့ဩသွားပြီးနောက်လက်ကြည့်တော့ခရင်ပေါ်မှာဘသူမှမရှိတော့ပါဘူးရှီလာလည်းစဉ်းစားရခက်သွားပါတော့တယ်မနေ့မှတော့ရာမန်ကကြောင်းသွားဖို့ပြင်ဆင်နေချိန်မိုးလင်းပေါက်သမီးပြောက်ရှာနေတဲ့မိခင်ပြန်ရောက်လာတော့ညကစကားကြွန်သွားခဲ့တော်မူတောင်းမှန်လိုက်ကဘယ်အချိန်ထိသူ့ကိုလစ်လူရှုထားမှလဲလို့မေးလိုက်ပါတယ်မိခင်ဖြစ်သူကတော့စာရီလေးချောင်စိတ်နဲ့လူမကတ်တော့ပဲအလွန်တရာပူဆွေးတော့ကရောက်နေပြီ စာရီလေးအခုဘလို့နေရှာမလဲသူကတယောက်တည်းမနေတတ်ဘူးဒါပေမဲ့မင်းကရှိမနေပေးခဲ့ဘူးငါလည်းရှိမပေးခဲ့ဘူးဆိုက နောင်နာရနေပါတော့တယ်ရာမန်လည်းအယူမီဝိုင်းဖြစ်နေတဲ့မိခင်ကိုထွေးပွေ့လိုက်ပါတော့တယ်အဲ့ဒီနောက်ရာမန်ကကြောင်းသွားလိုက်ပြီးစာတင်ချိန်မှာတော့စာထဲမှာအာယုံမရှိပဲကွန်ပျူတာမှာအမောင်ထဲမှာပျောက်ဆုံးသွားသောကလေးများလို့ရိုက်ရှာကြည့်လိုက်ပါတယ်ဒီလိုနဲ့ကလေးပျောက်ဆုံးမှုတွေကိုရှာဖွေနေရင်ဝီဝီကွန်ပယ်ဆိုတဲ့နာမည်နဲ့အတူဝီဝီကွန်ပယ်ရဲ့စိမြင့်တမိုင်းကြောင်းတွေကိုပါရှာတွေ့သွားခဲ့ပါတယ် ကျောင်းဆင်းချိန်မှာတော့တငယ်ချင်းသုံးယောက်အတူရှိနေကြပြီရာမန်ကညာကအဖြစ်အပျက်ကိုပြောပြလိုက်ပါတယ်ရှီလာကသူ့လည်းညာကထူးဆန်းတာတွေဖြစ်သွားခဲ့ကြောင်းဝင်ပြောလိုက်တော့ရင်းတို့ကလည်းသူကတော့ဒါမျိုးထူးဆန်းတာတွေမကြုံခဲ့ရပေမဲ့မိညမာကိုတဘာဝလုံးတစ်ခုခုကခေါ်သွားတာပဲငါပြောတာသေချာနားထောင်ပေးပါဝီဝီကွန်ပဲဆိုတာရှိတယ်အဲ့ဒီမကောင်းဆိုးရွားကကလေးတွေကိုခေါ်သွားတဲ့နေရာမှာနာမည်ကြီးတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကလေးတွေကိုဆုံးရှုံးခဲ့ရလို့ပဲလို့ပြောလိုက်ပါတယ် ဝီဝီကွန်ဘက်ဆိုတာဒဏ္ဍာရီတစ်ခုပါလို့ရှီလာကလည်းဝင်ပြောလိုက်ပါတယ်။အဲဒီခါရင်တိုကမင်းတို့ကိုယ်တိုင်လည်းကြုံပူးနေတာပဲလို့ပြောတော့ရာမန်နဲ့ရှီလာတို့လည်းအတန်တိတ်သွားပါတယ်။ရင်တိုကဆက်ပြီးဝီဝီကွန်ဘက်ကကလေးတွေကိုဂယုစိုက်ချင်လို့ခေါ်သွားတာ။သူကကြွေးတယ်။အတူတူကစားပေးတယ်။သူတို့မိသားစုကိုမေ့သွားအောင်လုပ်တယ်။ဒါပေမဲ့မိသားစုကလစ်လူရှုထားတဲ့ကလေးတွေကိုပဲခေါ်လို့ရတာဆိုတော့ရာမန်ကစိတ်ဆိုးသွားပြီးဒါကငါအမလို့ပြောချင်တာလားဆိုတော့ရင်တိုကဖြစ်ပျက်ခဲတာတွေနဲ့ရာမန်ကိုယ်တိုင်ကြုံခဲ့ရတာတွေကို တေချာသုံးသက်ပြလိုက်တော့မှရမဟာသူ့ညီမလေးကိုတကယ်ချစ်ပင်မယ်လေလစ်လူရှူထားခဲ့သလိုဖြစ်နေတာကိုနားလည်သွားပါတော့တယ်အရိကရင်တူကငါတို့စာရီကို၃ရက်အတွင်းတွေးအောင်ရှာရမယ်၃ရက်ကြော်သွားရင်တော့စာရီကိုအလောင်းမဲ့ပြန်တွေးရပြီသူ့ဝိညာဉ်ကိုဝီဝီကွန်ဘက်ကယူဆောင်သွားလိမ့်မယ်လို့ထပ်ပြောပြီးဝီဝီကွန်ဘက်ရှိမယ်လို့ယူဆရတဲ့ပန်းချံဘေးကအိမ်ဝင်ကြီးတဲကိုဝင်ကြည့်ကြဖို့တိုင်မင်လိုက်ကြပါတော့တယ်အဲ့ဒီနောက်တငယ်ချင်း၃ယောက်စပိန်ကိုစီနဲ့အင်ဂျီစီထွက်လာကြပြီး အကဲခတ်နေကြရင်ရာမန်ကဒီအင်ဂျီတဲ့ဝင်မှာတေချာလာလို့နောက်ဆုံးအကြိမ်မေးလိုက်တော့ရင်တုံနဲ့ရှီလာတို့ကဆာရီဟာငါတို့အတွက်တော့ညီမအရင်လိုပါပဲဆိုကအင်ဂျီတဲ့ကိုဝင်ဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်ရာမန်ကဒါဆိုဟုတ်ပြီငါတို့တွေအိမ်အရင်ပြန်ပြီးလိုအပ်တဲ့ပစ္စည်းတွေယူပြီးရင်နေ့လယ်ဒီမှာပြန်ဆောင်ကြမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ရာမန်တို့သုံးယောက်ဟာအိမ်ပြန်ကြကလက်နှိပ်တမီဓမြောင်အဆရှိတဲ့အတုံးလိုမဲ့ပစ္စည်းတွေကိုအိတ်ထဲထည့်ကြရင်ပြင်ဆင်နေကြပါတယ် ရာမတ်မီခင်ကတော့စာရီလေးအတွက်ဝတ်ပြုစုတောင်းနေပါဗါးဒါပေမဲ့သူတို့ထက်အရင်အိမ်ဦးကြီးစီရောက်လာသူကအာရီပါပဲအာရီကစပင်းကိုခြံဝင်းအပြင်ဘက်မှာရက်ပြီးခွေးရိုးပေါက်ကနေတဆင့်အိမ်ကြီးနားသွားကစာရီနာမည်ကိုခေါ်ပြီးနေရာစုံကနေအတန်ပေးလိုက်ပါလေဒီလိုနဲ့လိုက်ရှာနေရင် အိမ်လေးကနေအတန်းချရလို့ပြတင်းပေါက်ကနေချောင်းကြည့်တော့စာရီဟာပုတ်တိုးနေတဲ့အရာတွေကိုစားနေတာတွေ့လိုက်ရပါတယ်။အာရီလည်းကြောက်လဲကြောက်။တငယ်ချင်းအတွက်လည်းစိတ်ပူတော်မူ။စာရီကိုဒရက်ဆက်ခေါ်လိုက်တော့စာရီဘေးနားကပိတ်တာမှချီကသူ့ကိုမြင်သွားတာမို့ကြောက်တဲ့တကြားထွက်ပြေးတော့အိမ်ကြီးစီရောက်လာကြတဲ့ရာမန်တို့နဲ့ဝင်တိုးမိသွားပါတယ်။ရာမန်လည်းကြောက်နေသေးတဲ့အာရီကိုဘာဖြစ်တာလဲဆိုတော့စာရီကအထဲမှာရှိတယ်။မကောင်းတဲ့အသားစိမ်းတွေကိုစားနေတယ်လို့ပြောလိုက်ပါတယ်။ ရင်တိုကအာရီကိုစိတ်အေးအေးထားဖို့ပြောပြီးအထဲမှာစာရီနဲ့အတူဘသူ့ကိုမြင်ခဲ့ရသေးလဲဆိုတော့အာရီကကြောက်ကြောက်နဲ့မြင်ခဲ့တယ်အဲ့ဒီအရာကအကြီးကြီးပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်အင်တကားတော့ကိုဖျက်ပြီးဝင်လိုက်ကြပါတယ်အင်ကြီးထဲမှာမွန်းချက်နေပြီးမျက်နှာချက်မှာလဲနှွဲပင်နေတက်နေတော့ရာမန်နဲ့ရှီလာကလူမနေတာကြာလို့တဘာဝအတိုင်းဖြစ်တာလို့မှတ်ချက်ပြုလိုက်တော့ရင်တိုကဝီဝီကူမေကတစ်ပင်တွင်နေနီးစက်တဲ့မကောင်းဆိုးရွားမှု သူနေတဲ့နေရာကိုတဘာဝကလိုက်လာနေကြလို့ဝင်ပြောလိုက်ပါတယ်အဲ့ဒီနောက်စာရီကိုမရှာခင်အရင်ဆုံးအာရီကိုအိမ်ပြန်ပို့ရမယ်မိမိဘာတွေစိတ်ပူပြီးရှာနေကြလိမ့်မယ်ဆိုတော့အာရီကမရဘူးသူလည်းလိုက်ခဲ့မှာအိမ်ကိုပြန်လဲမထူးအိမ်မှာသူ့မိဘတွေလည်းမရှိတဲ့အပြင်ဘသူကမှလည်းသူ့ကိုအဖို့မလုပ်ပေးကြဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ရာမန်ကဟုတ်ပြီဒါဆိုငါတို့နားမှာပဲနေရမယ်ဝေးဝေးမသွားရဘူးလို့မှားလိုက်ပြီးစာရီကိုစတင်ရှာပွေ ကြပါတော့တယ်သူတို့မတိလိုက်တာကတော့အဝင်တကားဟာ သူ့အလိုလိုပြန်ပိတ်သွားပြီအိမ်ပြန်နိုင်ဖို့အခွင့်အရေးကတေချာနိုင်ပါမလားဆိုတာပါပဲဒီလိုနဲ့ကိုချေတန်ကိုအတိုင်းသားချနေရတဲ့အင်ကြီးထဲမှာစာရီလေးကိုလိုက်ရှာကြရင်တဏီယာအယောက်မှာအရာတစ်ခုကိုတွေ့လိုက်ရတော့အားလုံးကကြောက်လန့်နေကြပြီရာမန်ကသွားကြည့်တော့ဝိစတ်တစ်ခုသာဖြစ်နေပါတယ်အဲ့ဒီအချိန်အခန်းတစ်ခုမှာစာရီကိုမြင်လိုက်ရတော့အာရီကမပြောမစို့နဲ့အဲ့ဒီအခန်းထဲဝင်သွားတာမို့ရာမန်ကအနောက်ကလိုက်သွားရင်ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ရလို့ယူကြည့်လိုက်ကဒီမှနေသွားတဲ့မိသားစုထင်တယ်လို့ရေရွတ်လိုက်ပါတယ် အဲ့ဒီအချိန်အပေါ်ထက်ကအတန်ကြားလိုက်ရတော့စာရီထင်ပြီးအိမ်ပြန်ကြဆိုနောက်မှတူတူပုံနှန်းကစားကြမယ်လို့ဩပြောလိုက်ပါတယ်ဒါပေမဲ့အပေါ်ကဘာအတန်မှပြန်မပေးတာမို့အပေါ်တက်ကြည့်တော့စာရီကိုမြင်လိုက်ရတာမို့အ мян ပြစ်တက်လိုက်ပါတယ်အာရီကတော့လူစုကွဲသွားခဲ့ပြီးအေးစိတ်နေတဲ့အခန်းထဲရောက်သွားပါတယ်အခန်းထဲမှာတဘာဝတရားကကြီးစိုးနေပြီးနေရာတိုင်းမှာတစ်ပင်တစ်မြစ်တွေနဲ့ပြည့်နှက်နေပါတယ်ဘရာမန်ကစာရီအပေါ်မှာရှိကြောင်းအောက်တက်ကလူတွေကိုလှမ်းပြောပေးမိမယ်ဘသူမှမကြားရပါဘူးအဲ့ဒီအချိန်အပေါ်ထက်ကိုအာရီရောက်လာတော့ စာရီနောက်ကိုအတူတူလိုက်သွားကြပါတယ်ရင်တူကလည်းဓမီတလက်နဲ့ရှာနေရင်စာရီကိုတွေ့လိုက်ရတာမို့လိုက်ရှာကြည့်တော့သူဝင်သွားတဲ့အခန်းတကားကိုတရဲလက်တစ်ဖက်ကပိတ်လိုက်ပါတယ်ရှီလက်ကရင်တူဝင်သွားတဲ့အခန်းတကားကိုဖြွင့်ကြည့်တော့တကားကဖြွင့်မရတာမို့အော်ခေါ်လိုက်ပါတယ်ရင်တူကလည်းအခန်းထဲကနေတကားဖြွင့်မရလို့အော်နေပေမဲ့တယောက်နဲ့တယောက်မကြားရမမြင်ရဖြစ်နေပါတယ်အဲ့ဒီနောက်ရင်တူအခန်းထဲကနောက်ထပ်တကားတစ်ခုကဟသွားတာမို့ဓမီနဲ့ထိုးကြည့်တော့ အထဲမှာစာရီဝတ်ထားတဲ့ခေါင်းဝင်လေးကိုတွေ့လိုက်ရလို့စာရီလာလို့မေးလိုက်ပြီးတေချာကြည့်လိုက်တော့ဒေးစီကြီးရှေ့ထွက်နေတဲ့ကလေးတရေတကောင်ကိုတွေ့လိုက်ရတာမို့မေ့လေသွားပါတယ်အပြင်ဘက်ကရှီလာကတော့ရင်တုကိုခုန်နေရင်အတန်ကြားလို့လှည့်ကြည့်လိုက်တော့ကလေးတယောက်ကဆိုဖာကုန်းပေါ်မှာပုန်းနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါနဲ့အနားသွားကြည့်တဲ့အခါအဲ့ဒီကလေးကအဝတ်အောက်ကနေထလာပြီးရှီလျားလာတဲ့အရက်အမောင်းကြောင့်တရေချောက်ခံရမှန်းသိပြီးထွက်ပြေးပါတော့တယ် ါပေမဲ့တကားကဖွင့်မရတော့ကြောက်နေချင်းသူ့မနောက်မှာတစုံတစ်ခုရောက်နေတယ်လို့ခန်းစားမိတာကြောင့်လှည့်ကြည့်လိုက်တော့ဘာမှမရှိတော့ပါဘူးအိမ်ပေါ်ရက်မှာတော့ရာမန်နဲ့အာဒီတို့ကနေရာအနှံ့လိုက်ရှာနေကြတော့မှအာဒီကအယမ်းမောင်းနေလို့ကြောက်တဲ့ဆိုတော့အဲ့ဒီနေရာမှာရှိတဲ့ရင်းနှီးစီမိအိမ်ကိုထွန်းလိုက်တဲ့အခါစပွဲပေါက်မှာတင်ထားတဲ့စာအုပ်ကိုတွေ့တာနဲ့ဖတ်ကြည့်လိုက်ပါတယ်စာအုပ်ထဲမှာရေးထားတာက အရင်မိသားစုဝင်ကလေးတယောက်ရဲ့ဒါယာရီပါသူတို့ဖခင်ဟာဒေါသကြီးသူဖြစ်ပြီး အမြဲတမ်းသူတို့ကိုရိုက်နှက်ခဲ့တဲ့အကြောင်းနဲ့နာကြီးချက်တချို့ကိုလည်းရေးထားတာတွေ့လိုက်ရပါတယ်။အာရီကသူ့အဖေနဲ့သူ့ကိုအမြဲရိုက်တယ်ဆိုပြီးကျောကုန်းကအရှိုးရွာတွေကိုပြလိုက်တော့ရာမန်လည်းစိတ်မကောင်းဖြစ်သွားပါတယ်။အဲ့ဒီနောက်စာရီကိုဆက်ရှာဖို့လုကြရင် အမိုးဘော်ကထုတ်တန်းကြိုးချခြင်းအာရီကိုတစုံတစ်ခုကဆွဲခေါ်သွားပါတယ်။ရာမန်ကလိုက်ကြည့်တော့အာရီကိုမတွေ့ရတော့ပဲစာရီအတန်ကိုကြားလိုက်ရလို့အတန်လာရစီလိုက်သွားတော့စာရီနဲ့အတူသူတို့မိခင်ကိုပါတွေ့လိုက်ရပါတယ်။ ဒါပေမဲ့မကောင်းဆိုးရွားကသူတို့အမေဟန်ဆောင်ထားတာမှန်သိတာမို့စာရီကိုအဲ့ဒါအမေမဟုတ်ဘူးလို့ပြောလိုက်တော့မကောင်းဆိုးရွားကဝီဝီကွန်ပယ်မဖြစ်ခင်လူဘဝတော်ကရုံလုံးဖြစ်တဲ့ဝင်တာရဲ့ရုပ်တင်ကိုပြလိုက်ပါတယ်ရာမန်ကမင်းဘသူလဲလို့မေးတော့ပြန်မဖြေပဲစာရီကိုချော့မြူနေပြီး စာရီကလည်းဝင်တာလက်တချောင်းကိုဖြုတ်ဆလိုက်ပြီးနောက်တကားကစောင့်ပြီးသွားပါတယ်ရာမန်ကတကားကိုအသေးအံပြန်ဖွင့်ကြည့်တော့အထဲမှာဘာမှရှိမနေတော့ပဲ တခြားဘက်ကနေအတန်ကြားရတာမို့အတန်လာရစီသွားလိုက်ပါတယ်ရင်တူတယောက်သတိပြန်လည်လာတော့အပြင်ကိုထွက်ဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့တကားကဖွင့်မရသေးပဲဗီရိုအောက်ကအန်ဆွေးလေးကနေကလေးတရဲနှစ်ကောင်ထွက်လာပြီးတခြားဘက်ကနေဒီကောင်ထွက်လာတော့ဒူးများတဆက်ဆက်တုံနေခဲ့ပါပြီအဲ့ဒီအချိန်ရှီလာကအိမ်ပြင်ဘက်မှာဈေးတဲ့တူအူကိုတွေ့တော့မှန်ကားကိုခောက်ပြီးအကူညီလှမ်းတောင်းလိုက်ပါတယ်ဒါပေမဲ့ဈေးတဲ့ကတေချာမကြားရပဲအဲ့ဒီနေရာကတရဲ၆တက်မှန်တိတော်မူခတ်တုတ်တုတ်ထွက်သွားပါတော့တယ်ကလေးတရဲသုံးကောင်ကတော့ ရင်းတို့နာကိုတဖြည်းဖြည်းချင်းချင်းကပ်လာတဲ့အခါကံကောင်းစွာပဲတကားကပြန်ပွင့်သွားတာမို့အခန်းပြင်အ мян ထွက်လာခဲ့ပါတယ်။အဲ့ဒီအခါရှီလာနဲ့ပြန်တွေ့ရတော့အားတက်သွားကြပါတယ်။ရာမန်ကအတန်လာရအခန်းစီချင်းကပ်ကြည့်တော့တရဲမကြီးဟာအာရီကိုပွေ့သွားတာကိုတွေးလိုက်ရပါတယ်။ဒီနေရာမှာပရိသတ်တို့မရှင်းဖြစ်နေမှာမို့အိမ်ပိုင်ရှင်မိမကြီးဝန်ထမ်းကသူတစ်ပြီးတဲ့အခါအစွဲကြီးသူဖြစ်တာမို့ဝီဝီကွန်ပဲအဖြစ်ပြောင်းသွားပြီးသူ့ရုပ်သွင်ကနှမျိုးဖြစ်နေတာပါ။တကယ်တော့တရဲမကြီးဝီဝီကွန်ပဲနဲ့ဝန်ထမ်းကတူးသေးပါပဲ။ ရာမန်လည်းတရမကြီးရဲ့ကြောက်မက်ဖွယ်အသွင်တရံကြောင့်အနားမသွားရဲပဲအခြေအနေကိုစောင့်ကြည့်နေတော့မှာဝီဝီကွန်ဘဲဟာသူ့ပစက်ကိုအကျဲကြီးဖျဲကအာဒီကိုမျိုးချနေပါတော့တယ်အာဒီလည်းအော်ဟစ်နေတာပေါ့ရာမန်ကမြင်ကွင်းကိုမကြည့်ရတော့လို့နေရကနေထအပြေးမှာတရမကြီးကိုမတွေ့တော့လို့ငေးကြည့်နေချိန်အနောက်ကနေပေါ်လာတဲ့ကြောင့်လန့်သွားကတေကားပေါ်ကနေဒလင်းကောက်ကိုပြုတ်ကျသွားပါတော့တယ်အဲ့ဒီအခါပခုံးမှာမှန်ကွဲစစိုက်နေတာမို့နာကျင်စွာဆွဲနှုတ်လိုက်ရပါတော့တယ်အဲ့ဒီအချိန်ရင်တူတို့ရောက်လာတော့ တယောက်နဲ့တယောက်ကြုံတွေ့ခဲ့ရတဲ့တရေတွေအကြောင်းပြောပြလိုက်ကြပါတယ်။ရှီလာတို့လည်းအာရီအကြောင်းသိလိုက်ရတော့စိတ်မကောင်းဖြစ်သွားကြချင်းစာရီရဲ့အတန်ကိုထတ်ချလိုက်ရတော့အတန်လာရအခန်းစီတွားလိုက်ကြပါတယ်။အခန်းထဲအရောက်မှာရာမန်ကငါတို့ဘလောက်ခေါ်ခေါ်မထူးဘူး။ဒီကနေအရင်ထွက်သွားကြမယ်။လူတွေကိုအကူအညီတောင်းပြီးဒီအင်ကြီးကိုမြေလန်းရှာချမယ်လို့ပြောနေချင်း။အဝတ်တစ်ခုကလေးပေါ်ပြန်သွားပြီးအောက်ပြန်ကျတဲ့အခါမှာတော့အဝတ်အောက်ကနေဝင်းတာထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်ကလေးတရေသုံးကောင်လေးပေါ်လာကား တို့အမေနောက်သွားရက်လိုက်ကြပါတယ်။ရာမန်ကမင်းဘသူလဲလို့မေးလိုက်ပါတယ်။ငါကမစ္စဝင်တာလေးဆိုတော့စာရီကိုပြန်ပေးဖို့ပြောလိုက်ပါတယ်။ဝင်တာကစာရီကိုပြန်ပေးစေချင်တာလားဆိုပြီးစာရီကိုခေါ်လိုက်ကမင်းအခုစီပြန်တော့နော်။အိမ်မှာစောင့်နေတဲ့မင်းအမေစီပြန်တော့နော်လို့ပြောတော့စာရီကမသွားခြင်းဘူး။စာရီအိမ်မပြန်ခြင်းဘူး။စာရီကဒီမှာအန်တီဝင်တာနဲ့ပဲနေချင်တယ်အန်တီဝင်တာကသူ့အပေါ်ကောင်းတယ်အတူတူကစားပေးတယ်အခုစာရီမှာအမေတစ်တယောက်ရှိနေပြီလို့ပြောလိုက်ပါတယ်ရာမန်လည်းစွန့်အာသွားကာ သူစကားနားမထောင်နဲ့အကိုရဲ့စကားကိုနားထောင်ပါအခုအိမ်ပြန်ကြဆုလို့ပြောတော့ရင်ဒိုကသတိထားပါအခုမြင်နေရတာစာရီမဟုတ်ဘူးသူ့ဝိညာဉ်ပဲလို့သတိပေးလိုက်ပါတယ်မိမကြီးကတော့မင်းစာရီကိုဘယ်တော့မှပြန်မရဘူးသူ့ဝိညာဉ်ကငါရဲ့အပိုင်ပဲလို့ပြောလိုက်ပါတယ်ရာမန်လည်းဘာဆက်လို့ရတော့မှမသိရနဲ့ဒါကခမရမျက်နှာအစစ်မဟုတ်မှန်ကျွန်တော်သိတယ်ဒီမျက်နှာနဲ့ကျွန်တော်ညမကိုလှည့်စားနေတာခမရမျက်နှာအစစ်ကိုအခုပြစမ်းလို့អော်ပြောလိုက်ပါတယ်အဲ့ဒီအခါဝင်းသားရဲ့ရုပ်သွင်ကတဖြည်းဖြည်းပြောင်းလဲလာပြီ သူ့ကိုယ်သူထိန်းချုပ်လို့မရတော့ပဲတရဲမကြီးဝူဝီကွန်ပဲအဖြစ်သူပြောင်းလဲသွားပါတော့တယ်ရာမန်ကထိုင်ကုန်းနဲ့ပြေးရိုက်ပေမဲ့မထူးခြားတဲ့အခါရင်ဒိုကအိတ်ထဲကတမြောင်နဲ့ပြေးထို့တော့တရဲမကြီးဟာသွေးများပန်းထွက်လာကသွေးတွေဟာအောက်ပြုတ်မကြပဲကဘာမကြီးဆွဲအားကိုစန်းကျင်ကလေပေါ်မှာပဲရှိနေပါတယ်အဲ့ဒီနောက်သွေးများဟာလူစုတစည်းတဲ့ဖြစ်သွားကရင်ဒိုပါဇက်တဲ့ဝင်သွားပါတယ်ရင်ဒိုလည်းလေချောင်းထဲမှာတစ်ဆို့ကြီးဖြစ်နေပြီးအန်ချလိုက်ကသတိလစ်သွားပါတယ်တရဲမက ရာမန်ကိုလဲပြီးညစ်တက်နေပါတယ်ရာမန်ကအသက်ရှူမွားတော့ပဲတေကန်ကြီးဆဲဆဲဖြစ်နေချိန်နောက်ဆုံးအနေနဲ့တရဲမကြီးကိုဘာလို့လဲလို့မေးလိုက်တော့ထပ်မတက်တော့ပဲကိုင်ပေါက်လိုက်တဲ့အခါဒီအင်ကြီးမှာအရင်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေဟာရာမန်ခေါင်းထဲမှာပေါ်လာပါတော့တယ်ဝင်နာကကလေးသုံးယောက်မိခင်မှာသူမယောက်ျားကပင်လယ်မြေမှာငါးဖန်းတင်မော့လိုက်ပြီးပြန်လာတဲ့အချိန်သူမိမမှာဘိုက်ထွက်နေတာမို့ဒါကသူနဲ့ရတာမဟုတ်ပဲဖောက်ပြန်နေတာလို့ဆွဆွဲကရိုက်နေပါတော့တယ်ဝင်နာကဘလို့ပဲရှင်းပြပါစေလက်မခံပဲ မျက်နှာပေါ်ကိုပွက်ပွက်ဆူနေတဲ့ရင်နွေးပူနဲ့လောင်းချလိုက်ပြီးအိမ်ကထွက်သွားခဲ့ပါတယ်ဝင်းသားရဲ့မျက်နှာကတော့ရုပ်ပြက်စင်းပြက်ဖြစ်သွားပြီးစိတ်နှလုံးဂျုံဂျုံကြကကလေးသုံးယောက်ကိုအစိတ်ခက်တက်လိုက်ပြီးနောက်သူကိုယ်တိုင်လည်းအစိတ်တောက်ပြီးတက်တည်လိုက်ပါတော့တယ်သူမမတည်ခင်လေးမှာမကောင်းဆိုးရွားရဲ့အရေးပေါ်လာတာမို့ကလေးသုံးယောက်ရဲ့ဝိညာဉ်နဲ့အတူကျမရဲ့ဝိညာဉ်ကိုပေးပါမယ်ကျမရဲ့ရညုံးကိုထာဝရဖြစ်အောင်လုပ်ပေးပါလို့တောင်းဆိုလိုက်ပါတယ်မကောင်းဆိုးရွားလဲဝင်းသားရဲ့ဆန္ဒကိုလိုက်ရော့ပြီးဝီဝီကွန်ပယ်အဖြစ်ပြောင်းပေးလိုက်ပါတယ်အဲ့ဒီနော် အလုံးသိဆုံးသွားပြီမို့ဝင်နာရဲ့ခင်မွန်းဖြစ်သူကအင်ကြီးကိုရောင်းချဖို့အတွက်ပွဲစားလက်ထက်အပ်လိုက်ပေမဲ့ကာလာရှိကြသည့်အထိဝင်မဲ့သူမရှိခဲ့ပါဘူးရာမန်ကဝီဝီကွန်မဲရဲ့တမိုင်းကိုတိသွားချင်းသတိမေ့နေတဲ့ရင်တို့ကိုနှုတ်ပြီးအင်ကြီးတဲကနေအမြန်ထွက်ချဖို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်တရဲမကတူတူပုံတန်းကစားကြမယ်ဆိုကတစ်ကနေတစ်စက်တိရေတွက်နေတာမို့အမြန်ပုံလိုက်ရပါတယ်တစ်စက်တိရီပြီးချိန်မှာတော့ရှီလျားတဲ့ရှာအရှိကြီးတစ်ချောင်းထွက်လာကရာမန်တို့ကိုလိုက်ရှာနေပြီးရှီလာကိုဖမ်းမိသွားပါတယ် ရာမန်လည်းအင်ဂျီထဲမှာဖြစ်ပျက်သမျှကိုစိတ်ကုန်နေပြီမို့ဆာရီယေမင်းပင်မှာပဲရှိရှိအခုရဲ့စကားကိုနားထောင်ပါအိမ်ပြန်ကြမယ်ဒါကမင်းအိမ်လည်းမဟုတ်သလိုမင်းမိသားစုလည်းမဟုတ်ဘူးမင်းရဲ့မိသားစုကအကိုနဲ့အမေပဲလေလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ကေဇယ်ရီအဖွဲရင်းနဲ့အတူပန်းချန်ထဲမှာသမီးပြောက်ရှာနေတဲ့မိခင်ကလည်းမိသားစုကိုတံပိုးထားရလာပြီးအမေကတိပေးတယ်အခုကစပြီးသမီးရဲ့ဆန္ဒတွေလိုအပ်ချက်တွေနဲ့ တမိရဲ့ခန်းစားချက်တွေကိုအကုန်ဖြည့်ဆည်းပေးမယ်လို့ရေရွတ်လိုက်ပါတယ်။အဲ့ဒီအတန်တွေကိုတရဲမကြီးလည်းကြားနေရပါတယ်။ဘာကြောင့်လဲဆိုတော့တရဲမကြီးကမိသားစုကပြစ်ပက်ခံရတဲ့ကလေးတွေလစ်လူရှုခံထားရတဲ့ကလေးတွေကိုပဲဖမ်းလို့ရတာပါ။အခု तू ဖမ်းထားတဲ့စာရီလေးကိုသူ့မိသားစုကတန်ဖိုးထားပြီးချစ်ချင်းမြတ်တာလိုင်းတွေဟာတရဲမကြီးရဲ့အာယုံထဲကိုဝင်ရောက်လာတဲ့အခါကလေးကိုပြန်ပေးဖို့အချိန်တန်သွားခဲ့ပါပြီ။အဲ့ဒီအခါမှာတော့တရဲမကြီးရဲ့ဝမ်းပိုက်ဟာနှစ်ချမ်းခွဲသွားတာစာရီလေးဟာပိုက်ထဲကနေထွက်လာပါတော့တယ်။ ရာမန်ကညီမလေးကိုအ мян ထွေးပွေ့လိုက်ပါတယ်ရင်တိုကလည်းတဲမကြီးကိုမကြောက်တော့ပဲငါသိတယ်မင်းကလူတွေရဲ့အကြောက်တရားနဲ့ကြီးထွားနေတာအခုငါတို့မင်းကိုမကြောက်တော့ဘူးမင်းလာခဲ့တဲ့နေရာကိုပြန်တော့လို့ပြောလိုက်တဲ့အခါတဲမကြီးဟာကိုယ်ပေါ်မှာရှိသမျှမွေးညင်းပေါက်တွေကနေအမွေးအရှိကြီးတွေထွက်လာကညူမုံအဖြစ်ပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီအခါအင်ရှိတကားပေါက်ကပြန်ပွင့်သွားပြီးစာရီလေးကိုပြန်ခေါ်သွားပါတယ်ပန်းညံထဲမှာတညာလုံးရှိနေကြတဲ့လုံချုံရင်းများနဲ့အတူရာမန်မီခင် ရှီလာနဲ့ရင်တိုတို့ရဲ့မိဘများလည်းရောက်လာခဲ့ကြပါတယ်။ဝမ်းနည်းစရာကောင်းတာကအာရီလေးရဲ့မိဘများတော့ပါဝင်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်မို့ပဲမိဘတွေရဲ့လစ်လျူရှူခြင်းခံရတဲ့အာရီလေးကတော့ဝီဝီကွန်ဘဲရဲ့လက်ကနေမလွတ်မြောက်ခဲ့ပါဘူး။အဲ့ဒီတောင်မှတော့စာရီလေးကိုအရှိတကြီးကြီးနဲ့နှွေးထွေးကျင်နာမှုတွေပေးရင်ဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမ ्या ။ပရိသတ်တို့လည်းရှားခဲလာတဲ့လူဘဝအချိန်တိုလေးမှာကိုတန်ဖိုးထားရမယ့်သူတွေကိုဂယုစိုက်ပါကျင်နာကြပါ နှွေးထွေးတဲ့မြစ်တာတရားတွေပေးကြပါလို့ခွေးကအကြံပြုလိုက်ပါတယ်ဇလန်းကမပြီးသေးပါဘူးရာမန်ကစာရီနဲ့တူတူပုံနှန်းကစားကြရင်ရာမန်ရှာတဲ့အလက်မှာသားစင်းငါးစင်းတွေစားနေတဲ့စာရီလေးကိုတွေးလိုက်ရကဟိုက်ဒန်စီသို့မဟုတ်ဝီဝီကွန်ဘတ်တူးဇလန်းဟာအဆုံးသက်သွားပါတော့တယ်ခမညာနောက်ပီဒီမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ